အခုပြည်သက်တွေလည်းမေးစုလာကြတာလေ။ဆိုရင်လေးမှဝင်ကားကြီးကိုရေးထိုးထားတယ်မကောင်းဘူးဘယ်စားပါလို့ပြည်ရုံးစုံတွေလာကြတာပဲ။ဒါပေမဲ့အကိုကသူ့ဆရာကိုမပြောရက်ဘူးဆိုတာကဩကြောက်ရက်ကြောက်ကရေရှည်မှာအလုံးလုံးညွန်ကြသေးတယ်။သူလည်းလည်းမတွေ့ရသေးဘူး။ကာကန်ရှဲသူကြီး ఏ సే ఫైన్ దసైన్ ను తులు యావ్ నిలా జా జా రె ఆ యా రె అలా తో జనర్ నా మి లై అకో రె పొప్ప ఆ రె జనర్ రు ఆ రె జనర్ రు బెంగ్ మోయింగ్ ఆ లి యావ్ నా బా సో రో အေးအေးမနေ့ပိုင်းကိုကြီးကမြေကမရောက်ရဆိုအိုက်ကနေဆိုင်ခွင့်လွန်လိုက်တာရန်ကင်းဆိုင်ကိုလည်းပြပေးကြအကြောင်းမရှိဘူးသူပိုင်ခွင့်ပေးလိုက်ပြီဆိုရင်သူကအကိုနောက်ပိုင်းကြရင်အကိုကအရာတစ်ပေါင်ရင်းဆိုင်တော့မှသူပိုင်ခွင့်ဒါပေးထားလို့ဒီလိုလုပ်တယ်ဆိုပုံစံမျိုးနဲ့အကိုကသူ့သူကအကိုကိုသူ့တက်ကိုလည်းဆွဲခဲ့အဲ့တော့ဟာဟုတ်ပြီအကိုကအဲ့လောက်ကြီးကြီးကျယ်တယ်မလို့သူမထင်ဘူးလေအဲ့တော့ဒီလိုစိတ်နောက်တစ်ချိန်မှာလုပ်ပိုင်ခွင့်ရှိတဲ့သူကအကိုသူ့ကိုဒီနေ့ရောက်ပြီးတော့လုပ်ပိုင်ခွင့်ပေးပြီးတော့အကိုကသူ့အောင်မှာပြန်ဝင်ရှိုးရမယ့်ဘဝကိုသူကအကိုကိုလာလိုက်တာ ။ तू ဘာလို့စားလဲဆိုတာလည်းသူသိတယ်။ तू ဘာကြောင့်ခဏခဏဖတ်ပြီးနေရတယ်၊ရှောင်နေတယ်ဆိုတာသူ့ကိုသူလည်းသိတာလေ။အဲ့လိုပြောသူများမှပေါင်းကြောင်းကိုပြောပါဦး။ဒါပေမဲ့အခုပုံတော့ဒီလိုလာမလုပ်တင်ဘူး။အခုမှအမှတ်တမ်းတွေအခုရှိတယ်။အခုရှိတယ်တဲ့နောက်ပိုင်းကျတော့မှခင်းရင်တခုလည်းကိုအားတော့ကိုမတူညီတဲ့အချက်ကိုကိုတခွဲခွဲပုတ်ပြီးတော့ကိုစမ်းစစ်တယ်။သူကကွဲပြားလာတဲ့အကြောင်းအရာတွေပေါ်လာတယ်။အဲ့ဒီအချိန်ကျမှကိုမှုဖြစ်မယ်လို့ကိုလုံးလိုက်တယ်။